အားလုံးပဲမင်္ဂလာပါခင်ဗျာဘယ်နိုင်ငံကိုပဲအလဲသွားသွားတဲခိုဖို့အတွက်ဟိုတယ် booking website တွေကနေဟိုတယ်အခန်းယူတဲ့အခါသတိထားပြီးတော့ကြည့်တင်တဲ့အချက်လေးတွေကိုပြောပြပေးခြင်းပါလေဗျအခုဗီဒီယိုမှာကတော့ကျွန်တော်အမြဲလိုလိုဟိုတယ် booking တွေယူပြတဲ့ website ဖြစ်တဲ့ trip.com ကနေဥပမာပြပေးသွားပါမယ်ဗျ ကျွန်တော်တို့ကအလဲခီးတွေသွားကြတဲ့အခါမှာကိုအလဲသွားမဲ့မျိုးရဲ့ဘယ် area တွေမှာတဲတင်နေဘယ် area ကကိုရဲ့ပုံစံနဲ့ကိုက်ညီတယ်ဆိုတာကိုအရင်ဦးဆုံးလေ့လာသင့်ပါတယ်ကိုကတိတ်ဆိတ်ငြိမ်သက်တဲ့နေရာကိုကြိုက်တာလားဒါမှမဟုတ်ဘားတွေကလပ်တွေများတဲ့နားမှာနေချင်တာလားစသဖြင့်ကိုခီးသွားမဲ့ပုံစံပေါ်မှာမူတည်ပြီးတော့စိတ်ကြိုက်ပတ်ဝန်းကျင်ကိုအရင်ဆုံးစဉ်းစားသင့်ပါတယ်ကိုအတွက်ဘလို့ area မှာတဲရင်အဆင်ပြေမယ်ဆိုတာကိုအရင်ဦးဆုံးလေ့လာပါ ကိုသဲလို့အဆင်ပြေမယ်ထင်တဲ့ area ကိုတွေ့ပြီဆိုရင်ဟိုတယ်ရှာနိုင်ပါပြီဟိုတယ်ရှာတဲ့အခါမှာကိုတက်နိုင်တဲ့ budget နဲ့ဆိုရင်ဘယ်လိုဟိုတယ်မျိုးတွေရနိုင်လဲဆိုတာကိုစစ်ထုတ်ထားလိုက်ပြီးတော့ hotel booking website တွေမှာဒီအချက်လေးတွေကိုစစ်ဆေးပြီးတော့ booking ယူသင့်ပါတယ် ဟိုတယ်တွေမှာကအခန်းအမျိုးအစားတွေအများကြီးရှိပါတယ်။ကိုခီးသွားမဲ့လူကြီးတွေပေါ်မူတည်ပြီးတော့ဟိုတယ်ခန်းကိုရွေးချယ်သင့်ပါတယ်။ဟိုတယ်အများစုရဲ့အခန်းခဈေးနှုန်းတွေအခန်းအကျယ်ဝင်းစတာတွေကအခန်းအမျိုးအစားပေါ်မှာမူတည်ပြီးတော့ဈေးတွေကွာသားကြတာပါ။ကိုကခီးသွားကြမှာက၃ရောင်းအဖွဲယူလိုက်မိတဲ့အခန်းက၂ရောင်းခန်းဆိုရင်အဆင်မပြေနိုင်တာမျိုးတွေကြုံရနိုင်ပါတယ်။ room type အရာ၂ရောင်းအိတ်ကတင်ပါတဲ့အခန်း တယောက်အိတ်ကရင်နှလုံးပါတဲ့အခန်းဆိုတာမျိုးတွေကွာတတ်ပါသေးတယ်ဒီမှာဆိုရင် သူက1 king bat လို့ရေးထားတယ်ဒါကြောင့်ကရင်အကြီးတစ်လုံးပါမယ်လို့ဆိုလိုပါတယ်ဒီအခန်းအမျိုးအစားဆိုရင် twin bat ဖြစ်တာမျိုးကရင်နှလုံးပါမယ်လို့ဆိုလိုပါတယ်တချို့ဟိုတယ်တွေမှာကြတော့အခန်းအမျိုးအစားတစ်ခုထဲမှာပဲကရင်တစ်လုံးနဲ့ပါတဲ့အခန်းနဲ့ကရင်နှလုံးပါတဲ့အခန်းမျိုးရှိတတ်ပါတယ်အဲ့လိုဆိုရင်တော့ကိုကဘုတ်ကင်တင်တဲ့အချိန်မှာ ကိုလိုချင်တဲ့အမျိုးအစားကို request လုပ်လို့ရပါတယ် ဟိုတယ်တွေကများတော့အဖြစ်ကိုလိုချင်တဲ့အခန်းကိုကိုယ်အတွက်ဖယ်ထားပေးတတ်ကြပါတယ်။ကလေးနဲ့ခီးသွားမဲ့သူတွေဆိုရင်လည်းအခန်းကကလေးပေးသေးသလားဆိုတာကိုစစ်တင်ပါတယ်။များတော့အဖြစ်အခန်းရှာကလေးကလူကြီးပဲနဲ့ရောက်ကလေးအသက်ဘလောက်ပဲအရွယ်တွေပါမယ်ဆိုတာမျိုးရွေးပြီးတော့ရှာလိုက်ရင်အဆင်ပြေပါတယ်။ကလေးအသက်အရွယ်ထည့်ပြီးတော့အခန်းရှာဖို့မမေ့သင့်ပါဘူးဗျ။ နောက်ထပ်သတိထားသင့်တာကဟိုတယ်ရဲ့ check-in check-out တိုင်းမှာကိုခီးသွားမဲ့ plan နဲ့ချင်းချိန်ပြီးတော့ check-in check-out တိုင်းကိုကြည့်သင့်ပါတယ်။ time မှာဆိုရင်ဟိုတယ်အများစုက နေ့လယ်2နာရီ check-in နေ့လယ်12နာရီ check-out ပါတချို့ကြတော့လေ3နိုင်မှ check in ဝင်လို့ရမယ်ဆိုတာမျိုးရှိသလိုတချို့ကြတော့လေနေ့လယ်7နိုင်လောက်ဆိုရင် check out လုပ်ခိုင်းတာမျိုးလည်းရှိတတ်ပါတယ် booking website တွေမှာအခုလိုမျိုးအသေးစိတ်ကြည့်လို့ရပါတယ်တချို့ hotel တွေက ကိုကစောရောက်နေတဲ့အခန်းလွတ်လည်းရှိနေတယ်ဆိုရင်အာလီချက်ကင်ကို free လုပ်ပေးတာမျိုးရှိတယ်လို့တချို့ကြတော့လည်းငွေကောက်တာမျိုးရှိတတ်ပါတယ်။ဒါကတော့ကိုဟိုတယ်မှာတဲဖို့ရောက်တဲ့အချိန်မှာတိနိုင်မဲ့အချက်တွေပါ။အာလီချက်ကင်ရမရသိကြရင်တော့ဟိုတယ်ကိုဖုန်းဆက်မေးကြည့်ရမှာဖြစ်ပါတယ်။ဟိုတယ်ရဲ့ reservation က24နာရီလုံးဖွင့်လာဆိုတာကလည်းအခုနောက်ပိုင်းဆိုရင်သတိထားတဲ့အချက်တွေတဲကတခုပါ။ ဟိုတယ်ကြီးတော်တော်များများကတော့သူတို့ရဲ့ reservation တွေကို24နိုင်လုံးဖွင့်ပြီးတော့ဝန်ဆောင်မှုပေးသက်ကြပါတယ်။ hostel နဲ့တပိုင်းတနိုင်လုံးတဲ့ hotel အသေးလေးတွေကတော့ဘယ်အချိန်ထိပဲ reservation မှာရှိမယ်ဆိုတာမျိုး ရှိတတ်ပါတယ်။ဥပမာအားဖြင့် reservation ကည9နာရီထိဖွင့်နေဆိုရင်ကိုကသူတို့ reservation ဖွင့်တဲ့အချိန်နောက်ပိုင်းမှာ hotel ကိုရောက်သွားမယ်ဆိုရင်သူတို့စီကိုကြိုဆက်သွယ်ပြီးတော့ ကိုဘယ်ချိန်ရောက်နိုင်မယ်ဆိုတာကိုပြောထားရင်သူတို့ကလာဆောက်ပေးနေတာဒါမှမဟုတ်ချက်ကင်ဝင်ဖို့အတွက်နီလန်းကိုစီစဉ်ပေးတာမျိုးရှိပါတယ်ဟိုတယ်ကိုညနေမှရောက်မှာမျိုးဆိုရင်24 hour front desk ရှိတဲ့ဟိုတယ်မျိုးကိုပဲရွေးတင်ပါတယ်ဟိုတယ်တွေမှာက cancellation policy ဆိုတာရှိပါတယ်အခုဒီမှာဆိုရင်ဒီအခန်းအမျိုးအစားကိုပဲလုံးဝငွေပြန်မအမ်းမေးဘူးဆိုတဲ့ policy နဲ့အခန်းကဈေးနှုန်းဒီလောက်ပဲကြပါမယ် free cancellation ပါတဲ့အခန်းဆိုရင်တော့ဈေးနှုန်းက cancel လုပ်လို့မရတဲ့အခန်းထက်နည်းနည်းလေးပိုပြီးတော့ဈေးပေးရတာကိုတွေ့ရပါမယ်။ကိုကခီးသွားပြစ်မှာလုံးဝတည်ကြတယ်ဆိုရင်တော့ပိုဈေးသက်သာတဲ့ non refund အခန်းကို ယူနိုင်ပါတယ်။ခီးသွားပြစ်မဖြစ်ကမတည်ကြသေးဘူး။ခီးသွားရက်နီးမှ hotel booking လုပ်ရင်အခန်းမရမှလည်းဆိုးတယ်။ဒါမှမဟုတ်ဈေးသက်သွားမှလည်းဆိုးတယ်ဆိုရင်တော့ဈေးပိုပေးရတဲ့ free cancellation ရတဲ့အခန်းတွေကိုယူဖို့အကြံပေးခြင်းပါတယ်။ free cancellation အခန်းတွေကိုယူရင်ဘယ်ရက်နောက်ဆုံးထားပြီးတော့ cancel လုပ်ပေးရမယ်ဆိုတာကိုလည်းကြည့်ပါအများစုကတော့ check-in မဝင်ခင်နှစ်ရက်အလိုလောက်ထိပဲ cancel လုပ်ခွင့်ပေးတတ်ပါတယ် cancel လုပ်ခွင့်ပေးထားတဲ့ရက်ထက်ကြော်ပြီးတော့မှ cancel လုပ်မယ်ဆိုရင်တော့ငွေပြန်အမ်းမှာမဟုတ်တာမို့ဒီအချက်ကလည်းအရေးကြီးပါတယ်နောက်တစ်ချက်ကြည့်တင်တာက တချို့ hotel ကသူတို့တတ်မှတ်ထားတဲ့ရက်အတွင်းအချိန်မီ cancel လုပ်ရင်ငွေအပြည့်ပြန်အမ်းတတ်ပေမဲ့ တချို့ကြတော့လေငွေတော်ဝက်ပဲပြန်အန်းတာမျိုးရှိနိုင်ပါတယ်အများစုကတော့ငွေအပြေးပြန်အန်းကြပါတယ် cancellation policy ကိုလည်းတခြားလေးကြည့်ဖို့အကြံပေးခြင်းပါတယ်ကျွန်တော်အပေါ်မှာအခန်းအမျိုးအစားအလိုက်ဈေးကွာတယ်ဆိုတာကို ပြောပြပါပြီအခန်းအမျိုးအစားလိုက်အခန်းမှာဘလို့ဝင်ဆောင်မှုတွေပါတယ်ဆိုတာကိုလည်းကြည့်တင်ပါတယ် run details ကနေနှိပ်ပြီးတော့ကြည့်နိုင်ပါတယ်ဗျအခန်းကအကျယ်ဝန်းဘလောက်ရှိတယ် private ရေချိုးခန်းအိမ်နာပါသလားတချို့ hotel တွေ hostel တွေဆိုရင် ရေချိုးခန်းအိမ်နာကအခန်းထဲမပါဘဲနဲ့သူများနဲ့ပေါင်းသုံးရတာမျိုးတွေရှိတတ်ပါတယ် air con အခန်းလားပန်ကာအခန်းလားအခန်းတွင်းမှာ wifi ပါလား runner ပါလားစသဖြင့်အစုံကြည့်လို့ရပါတယ်စလိတ်တောက်တတ်တဲ့သူဆိုရင်လည်းဒီအခန်းကစလိတ်တောက်ဖို့ခွင့်ပြုထားသလားမပြုထားဘူးလားဆိုတာအထိ ကြည့်လို့ရပါတယ်ရေချိုးခန်းတုံးပစ္စည်းတွေအစုံပါသလားအခန်းတွင်းမှာဆိုရင် hair dryer ကစလို့ ရေနွေးအိုးရေခဲတစ်တာကော်ဖီကွက်စသဖြင့်ကို့အနေနဲ့ရှိတင်တယ်လို့ထင်တာမျိုးတွေဒီအခန်းမှာပါရဲ့လားဆိုတာကိုအခုလိုမျိုးကြည့်နိုင်ပါတယ်အခန်းအမျိုးအစားအလိုက်ဘလိုဟိုတယ်ဝန်ဆောင်မှုတွေပါတယ်ဆိုတာကြည့်ပြီးရင်တော့ဟိုတယ်တစ်ခုလုံးမှာဘာတွေရှိတယ်ဘလိုဝင်ဆောင်မှုတွေပါတယ်ဆိုတာလေအခုနေရာကနေကြည့်လို့ရပါတယ်တဲမဲ့လူတွေထဲမှာအသက်ကြီးတဲ့သူတွေပါလားလေကားအသက်ဆင်းလို့ဖို့အဆင်မပြေတဲ့သူမျိုးဆိုရင်ဟိုတယ်က ဓာတ်လေကားဆက်လေကားတွေရှိရလားဆိုတာမျိုးစစ်ကြည့်တင်ပါတယ်ရေကူးကန်ပါသလားဂျင်ပါသလားကားပါကင်ပါသလားစသဖြင့်ဟိုတယ်တစ်ခုရဲ့ facility တွေကိုအများကြီးပဲကြည့်လို့ရပါတယ်ကိုယ့်ရဲ့လိုအပ်ချက်နဲ့ဒီဟိုတယ်ကကိုက်ညီရလားဆိုတာမျိုးကိုစမ်းစစ်တင်ပါတယ်ဗျနောက်ဆုံးအရေးကြီးဆုံးအချက်ကတော့ review ပါပဲတချို့ hotel တွေက hotel booking website တွေမှာပြထားတဲ့ပုံတွေကလမ်းပြန်နေအောင် share ကောင်းနေပေမဲ့အပြင်မှာကတော့ အတိလိုမျိုးဟုတ်မနေတာမျိုးလည်းရှိတတ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့အရှိမဒီဟိုတယ်ကိုတဲပူးတဲ့သူတွေရဲ့မှတ်ချက်ကိုဖတ်ကြည့်ဖို့အရေးကြီးပါတယ်။အခန်းကတကယ်ပဲပုံတွေမှာပြထားတဲ့အတိုင်းမှန်ရဲ့လားဝန်ထမ်းတွေရဲ့ဝန်ဆောင်မှုအခန်းတန့်ရှင်ရေးပတ်ဝန်းကျင်အနေထားစတဲ့ဖြစ်တွေကိုတကယ်တဲခဲ့ဘူးသူတွေရဲ့မှတ်ချက်တွေကိုကြည့်ပြီးတော့တဲတဲ့မတဲတဲ့ဆုံးဖြတ်ပါဗျ။ bad review တွေများနေမယ်ဆိုရင်တော့ဒီ hotel ကကျော်သွားရမယ့် hotel ပါပဲ hotel review တွေကိုတော့ Google Map မှာလည်းကြည့်လို့ရတယ်လို့ booking website တွေရဲ့ review section မှာလည်းကြည့်လို့ရပါတယ်ဗျဒီနေ့ကတော့ခီးတွေသွားဖို့အတွက် hotel အခန်းတွေရှာကြည့်တဲ့အခါစဉ်းစားသင့်တဲ့အချက်လေးတွေကို hotel booking website တွေကနေကြည့်ပြီးတော့ဆုံးဖြတ်နိုင်အောင်ပြောပြပေးခဲ့တာပါဗျနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမြောက်ပေးသွားအောင်မှာမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လှူထားပေးကြပါအောင်ဗျ ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ